ကဲဒီတစ်ခါမှာတော့အရန်စားကောင်းတဲ့ဟင်းတွဲလေးဖြစ်တဲ့ငချောက်ခရမ်းကျင်ချက်နဲ့တခွားသီးတုပ်ပါမယ်။အရင်ဆုံးအမေထည့်ပေးလိုက်တဲ့ငချောက်တွေကိုအတုံးလေးတွေတုပ်။ငချောက်နာမည်ကတော့မသိပါဘူး။ဒါပေမဲ့အသားကြီးရဲ့စားလို့တော့ကောင်းပါလေ။ငချောက်မှာကပ်နေတဲ့အညစ်အကြေးတွေနဲ့အနံ့တွေပျောက်သွားအောင်လို့အရင်ဆုံးရင်နွေးနဲ့စိမ်။ချစ်တုံနီကိုနုံနုံဆင်း။အခုချစ်တုံနုံနုံဆင်းတဲ့နီးလေးကိုသိကျင်နေဆိုလို့ရှိရင်နောက်ဗီဒီယိုမှာအနှင်းနဲ့တင်ပြပေးပါမယ်။ကျွတ်တမျိုးလေလက်ဖြောက်လေးဒီးပြီးတော့ခွန်သွားလိုက်ပြီးရင်တော့နုံနုံဆင်း ခင်းကျင်သည့်တလုံးကိုအညာချွေချစ်တဲ့အကနူးလွယ်အောင်လို့အတုံးလေးတွေလီးတာနနမီလေးအုပ်ဖို့နုံနုံစင်းလာမယ်မကြိုက်ရင်လည်းမထည့်ပါနဲ့အဆက်ကလေးလည်းပအောင်လို့ငရုတ်သီးတွေကိုအတုံးလေးတွေလီးရင်းနှွေးစိန်ထားတဲ့ငချောက်တွေကိုတေချာရေနဲ့နှစ်ထပ်သုံးထပ်လောက်ပြောင်းဆေးချပစ်လိုက်အားလုံးအစင်းလေးပြင်ဆက်ချက်မယ်အိုးပူလာရင်စီတဲ့ကျစ်တုံအဖြူနီထည့်ပြီးစီတတ်မယ်စနွင်ငရုတ်သီးအစိမ့်မို့ကျက်သွားအောင်လို့ခဏလောက်ကြော်ပြီးခင်းကျင်သည့်သုံးထားတွေထည့်မယ် အရသာအတွက်ငပြိုင်လေးနည်းနည်းထည့်အငန်းတက်လေးထိန်းအောင်လို့ကြားလေးနည်းနည်းလောက်ထည့်မယ်ပြီးရင်စားတယ်အဖုံးပြီးတော့ခင်းချီတီရဲ့နူးအောင်လို့အရင်ချက်လိုက်ခင်းချီတီရဲ့နွမ်းတော့ရင်ရေးဆေးပြီးစစ်ထားတဲ့ငချောက်ကြီးကိုထည့်အချောက်ဝင်ပြီးပြီးရင်တော့ရေးထည့်အဖုံးအုပ်ပြီးတော့နူးအောင်ချက်ထားပေးလိုက်မယ်ငချောက်ချက်နေတော့သခွားသီးတုပ်ဖို့ပြင်မယ်ထိုင်းရဝေလာတဲ့ချစ်တန်လေးနဲ့အပေါ်ရံလေးတွေကိုချစ်ပေးလိုက်မယ် တခွားတိတော့ဘို့တခွားတိရဲ့အပေါ်ရန်အသားတွေကိုပဲချစ်တော့အလဲဥရန်အစီတွေကိုမသုံးပါဘူးကြိုက်တယ်ဆိုရင်တော့သုံးပါတခွားတိချစ်ထားတာရပြီချစ်တယ်လို့ပပလေးတွေလှီရေရဲစိန်ထားပြီးတော့တေချာဆေးပေးလိုက်နန်းနန်းမင်းနဲ့တမရသီးလေးတွေလည်းလှီထားမယ်ပြီးရင်တော့တခွားတိတော့တဲ့ထဲကိုမြေပဲထောင်းမယ်မြေပဲထောင်းမညက်တညက်လေးရပါပြီမြေပဲတွေဖဲထုတ်ပြီးတော့ချစ်တုံကြုံထောင်း ရေစိမ်းထားတဲ့ပစွန်ကြောင်လေးတွေလည်းထည့်ပြီးတော့တခါတည်းတူတူထောင်းမယ်။ညက်သွားပြီဆိုရင်အဆက်ကလေးပေါအောင်လို့စားနေတဲ့လောက်ညှက်ချက်။ပြီးရင်တော့အားလုံးရောထောင်း။ရပါပြီ။မချောက်အိုးကိုလည်းမကတ်သွားအောင်လို့အထက်အောက်ခဏခဏမှွေပေး။မချောက်ချက်ထားတော့တခွားသီးအရင်စားတော့မယ်။ချက်ထားတဲ့တခွားသီးရထည့်။ကျွတ်သွန်းနနံပင်မြေပဲထောင်းထားတာကျွတ်သွန်းမျိုးပစွန်ကြောင်နဲ့ငရုတ်ကြီးရောထောင်းထားတာပါထက်။တမရည်ညှင်း တမျာရည်လေးရတော့များများလေးညှစ်ပေးရပါမယ်။မပြာရည်လေးနဲ့နဲ့ထဲအရသာအနေတော်ပဲဆိုရင်ရပါပြီ။မိမိချိန်နဲ့တက်တဲ့အရာထပ်ပြီးထည့်ရမယ်ရပါတယ်။မချောက်ချက်ထားတာခရမ်းချင်ကြီးအနှစ်ပေါက်လာပြီဆိုရင်အကြီးရည်လေးနဲ့နဲ့ထည့်မယ်။အရသာအနေတော်ဖြစ်ပြီဆိုရင်မြေုပ်သီးလှိထားတာလေးတွေထည့်။နနမင်းလေးအုပ်ပွေလိုက်ရင်ရပါပြီဒီနေရာမှာအရေးလေးနဲ့စားကျင်နေဆိုလို့ရှိရင်လည်းရေးလေးနဲ့ထက်ထက်လို့ရပါတယ်စီရီကတော့အနှစ်ကလေးနဲ့ကြိုက်လို့ဒီတိုင်းပဲချက်ပါတယ်ဟင်းနံလေးတွေကတော့မွေးနေရမယ်ဘိုက်တောင်စားလာပါပြီ ခုဆိုရင်ငချောက်ခရမ်းကျင်ချက်ကလေးနဲ့သခွားသီးတုပ်လေးကတော့အဆင်သင့်ဖြစ်ပါပြီ။သခွားသီးတုပ်မှလည်းမိမိကြိုက်နေတဲ့အစာပလာတွေထက်ပြီးထည့်လို့ရပါသေးတယ်။ဟင်းမွေးပြင်နေတဲ့အောင်အနံလေးကမှွေးနေလို့တည်ရတောင်ကြာပါလေ။ငါရင်းတို့စားပါအောင်။ငချောက်ရင်းနံလေးကလည်းမှွေးနေရမယ်။ဘိုက်ကတော့စားနေပြီးဆွဲလိုက်အောင်မယ်။ဝေါ့အရန်စားလို့ကောင်းပါလေ။ ငချောက်ကလေးကလည်းချင်းချင်းဆက်ဆက်နဲ့လုံးဝမငံပါဘူး။ဘေးမှာမျောနေတဲ့တယောက်ကတော့မနေနိုင်လို့တောင်းစားလိုက်ပါပြီ။လွယ်ကူပြီးစားလို့မနေတဲ့ဟင်းတွဲလေးကိုချစ်တငယ်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်ဦးနော်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်အဝင်းနဲ့အုပ်